အားလုံးပဲမင်္ဂလာပါတန်လွင်တိုင်းမီဒီယာရဲ့တန်လွင်ကဗျာစီးဆင်းရာကဗျာအမှုပညာတင်ဆက်မှုခန္ဓာလေးကနေပြန်လည်ကြိုလိုပါတယ်ကျွန်တော်ကတော့ရင်းညာဦးပါခုတစ်ပတ်ကျူးဆိုဖို့ရွေးချယ်ထားတဲ့ကဗျာလေးကဆရာလှတန်းရဲ့ဖြောင့်ကျက်ဆိုတဲ့ ဒါလေးပါဒီကြပြလေးကိုရှာလှတန်းက1994နိုဝင်ဘာတုတ်ဟန်သက်မဂဇင်းမှာခေါ်ပြခံတာတွေ့ပါတယ်ဖြောင်းချက်ခုချိန်ထိအစဉ်ပြေလာဆိုလို့ဘာတစ်ခုမှမရှိ မီရတဲ့နေ့တွေမှာနေထိုင်မတေချာတဲ့နေ့တွေကိုမျောလင့်တနေ့တခြားကဘာကြီးနဲ့ပိုနီးလာမလားလို့စွန်စားခဲ့အားဆိုင်ခဲ့မိုက်မဲခဲ့ဒီကုံးမီတဲ့တက်ကရစ်တွေကိုလည်းဘလူးမှအပြစ်မတင်ရက်အသက်ကလည်းမငယ်တော့အရွယ်ကလည်းရင့်မီကိုရင်ကိုဖွင့်ကြည့်ပြီးတော့ အာအာတင့်စရာပန်းကြောက်လေးတပွင့်တောင်မှမရှိနေခင်းကြောင်တော့ဂျောင်ကြကြရက်ွက်လေးတစ်ခုထဲမှာမှောင်ကြနေကြဘာသူသိနိုင်မလဲအစွဲလန်းနေကြအလွမ်းနဲ့အပိတ်လောင်ခံဘဝအန်ဒီရဲ့ကြီးတဲ့အထီးကျန်မှုမှာ ကိုပိုင်နိုင်ငံလှလှတစ်ခုတီထောင်နေမှာပဲဒါပေမဲ့မြေတစ်ခွက်ဝေးလို့ ဖြာတစ်ချက်တောင်ဘယ်နေမှမသိကားစီဝေးလို့ဖနက်တရံတောင်ဘယ်နေမှမသိနောက်ဆုံးကိုနာမဲကိုတောင်မိမိရရ မပိုင်ဘူးရရဟာကိုနဲ့ငွေးကွာလုံးလာတယ်ဒါနဲ့များတော့စာအုပ်တို့တနတ်တလန်နဲ့တောင်အမေရိကတိုက်ကလူငယ်တယောက်ရဲ့အိမ်မက်အယူးမူတက်မက်ခဲ့ဘူးရဲ့ ။ပစုံတရားအစဉ်အသစ်မဖြစ်သေးခင်အတ္တတောင်ကျင်းလေးထဲမှာမကြာခဏရေစည်းတင်ရင်အသိဉာဏ်နည်းနည်းပါပါအမှုပညာနည်းနည်းပါပါနဲ့ဒေါကယူဖြားယောင်းမိတာပါ။ဆာလာတိုင်းရဲ့ပြပြလေးပါ။တန်လွင်တိုင်းမီဒီယာရဲ့တန်လွင်ကပြာစီးစင်ဟာကပြာနုပညာတည်ဆက်မှုကဏ္ဍလေးကိုပတ်စင်တည်ဆက်နေပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါသည်